ယန်းလွန်ရောင်ကြီးတတိပြုရန်အတိပေးချက်ခယန်းလွန်ရောင်ကြီးအညွန်ကိန်းမြင်မားစွာရှိနေတဲ့အချိန်တွေမှာခယန်းလွန်ရောင်ကြီးနဲ့ထိတွေ့မှုကြောင့်ကျမ်းမာရေးအပေါ်တယောက်မှုတွေနဲ့ကာကွယ်နိုင်မဲ့နီးလန်းတွေနဲ့ပတ်သက်လို့ကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်အတိပေးထားပါတယ်။ခယန်းလွန်ရောင်ကြီးနဲ့ထိတွေ့မှုကြောင့်နေလောင်နာအသားရောင်ညိုမဲတာတွေဖြစ်စေနိုင်ပြီးထိတွေ့မှုကာလကြာလာတဲ့အခါမျက်စိတိမ်ဆွဲတာအရေပြားတွေအရွယ်မတိုင်မီ ။အိုမင်းရင်ရောတာခုခံအားကျဆင်းလာတာအရေးပြားကင်စာဖြစ်တာစရဲဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်တယ်လို့ဆိုပါရယ်။ဒါကြောင့်ခရမ်းလွန်ရောင်ကြီးမြမစွာကြားရောက်နိုင်တဲ့မနက်10:00နာရီကနေညနေ4:00နာရီအတွင်းနေရောင်ကြီးနဲ့တိုက်ရိုက်ထိတွေ့တာကို အတက်နိုင်ဆုံးရှောင်ရှားဖို့အပြင်ထွက်မယ်ဆိုရင်အသားရည်ကို နေရောင်ကြီးတိုက်ရိုက်မထိတွေ့စေဖို့မျက်နာလေပင်နဲ့ပခုံးတွေကိုလုံးကြုံနဲ့ထိအုပ်ထုပ်တို့ဆောင်းတာ ခရမ်းလွန်ရောင်ကြီးအလွယ်တကူမဖောက်နိုင်တဲ့အဝိထယ်တွေကိုဝစ်စင်နာတွေကိုလုံးဆောင်ရမှာဖြစ်တယ်လို့ပါရှိပါတယ်။ခရမ်းလွန်ရောင်ကြီးဟာမျက်စိကိုလည်းထိခိုက်စေနိုင်တာကြောင့်ခရမ်းလွန်ရောင်ကြီးကို69ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်တဲ့နေကာမျက်မှန်တပ်ဆင်တာအဝိကင်းလွန်နေတဲ့လက်လယ်ဘင်းနဲ့ပခုံးစတဲ့နေရာတွေကိုတနခါထူထူဒါမဟုတ်နေလောင်ခံလင်းစေးကိုနေရောင်ကြီးထဲမထွက်မီ15မိနစ်ခန့်ကြိုလိမ့်တာ တစ်ခါလိမ့်ပြီးနှစ်နာရီကြာပြီးတိုင်းတစ်ခါထက်လိမ့်တာတွေလှုပ်ဆောင်ရမယ်လို့ဆိုပါတယ်ဒါအပြင်ကလေးငယ်နဲ့တက်ကြီးဘိုးွားတွေအနေနဲ့ခရမ်းလွန်ရောင်ကြီးအနေရကိုပုံမခံစားရနိုင်တာကြောင့်အထူးပြုပြုဖို့လိုအပ်တယ်လို့အသက်တစ်နှစ်အောက်ကလေးငယ်တွေကိုလည်းနေပူရဲကိုခေါ်ဆောင်တာတွေမပြုလုပ်ဖို့နဲ့ကလေးတွေကိုအရေးထဲမှာသာကစားခိုင်းတာတွေပြုလုပ်ဖို့လိုတယ်လို့ထုတ်ပြန်ထားပါတယ်